မင်္ဂလာပါချစ်ခင်လေးစားအပ်တော်မြမတက်ကျက်ဝါနာရှင်များခင်ဗျာကျွန်တော်ကျက်ပညာများကြီးခိုင်ပါယနေ့မြမတက်ကျက်ဝါနာရှင်ညီအကိုတွေကို ကျွန်တော်ကြီးခိုင်ပြန်လည်မျှဝေပေးခြင်းတာကတော့ ဝါရင်ကျသမားကြီးများအတွက်လိုအပ်မှုနည်းပေမဲ့တက်သစ္စာလူငယ်ကျက်ဝါသနာရှင်တွေအတွက်အသုံးဝင်စီရန်ကျွန်တော်ရဲ့ဆရာဦးကျက်ကြီးရဲ့တဖာနဲ့ကျမတားဆက်ခြင်းအပိုင်းနှစ်အကြောင်းကိုကျွန်တော်ကြည့်ခိုင်းပြန်လည်၍မျှဝေပေးလိုက်ပါတယ်တဖာနဲ့ကျမတားဆက်တဲ့အခန်းကဏ္ဍဟာအလွန်အရေးပါတဖာတကောင်ဟာ ကျမနှစ်ကောင်အပြင်တာမကက်တင်ပါဘူးတားပေါက်တယ်ဆိုတာဟာကျဖနဲ့ကျမတို့ရဲ့တုတ်သွေးတွေရောနှောပြီးမှ ဖြစ်လာရတာပါကျမအကောင်ကြီးများလာတဲ့အခါမှာကျဖရဲ့အီအသွေးပြည့်မီတဲ့တုတ်သွေးတွေထုတ်လုံနိုင်စွမ်းနေပါသွားနိုင်ပါတယ်တုတ်သွေးဆိုတာသွေးအဖြစ်ကနေပြောင်းလဲလာတာပါ အဲ့ဒီတွေးဆိုတာကရောဘယ်ကလာပါသလဲကြက်တကောင်လူတယောက်ရဲ့ရိုးရင်းချင်းစီကနေထုတ်လုပ်ပြီးနေတာပါညိုယိုဗီဇအမှန်ဆိုတာချင်းစီကိုဖောက်စစ်မှတီးရတာပါအေးသွေးဘီသွေးအစရှိသဖြင့်သွေးအုပ်စုတူညီကြပေမဲ့ညိုယိုဗီဇမတူညီကြတာဟာချင်းစီချင်း မတူညီကြလို့ပါထိုင်းတွေဘာကြောင့် A အပေါင်း B ညီမြချင်း C A အပေါင်း C ညီမြချင်း D ဆိုပြီးတားဖောက်ပါတယ်လဲဆိုတာကိုလေးလာဆန်းစစ်ကြည့်တော့ရိုးရိုးဗီဇဆိုတာကို ခိုင်မာအောင်တိစောက်နေတာကို တွေ့ရပါတယ်အဲ့ဒီလို ခိုင်မာအောင်တိစောက်ထားတဲ့ညိုယိုဗီဇနှစ်ခုကို ပြန်လဲရောနှောတာကိုလည်း တွေးလာရပါတယ်ဒီတော့မှသူတို့လိုချင်တဲ့လိုအပ်တဲ့ခွက်ကွက်ခွက်ချီခန္ဓာကိုယ်အစစ်ပေါက်တွေးနှောတွေးရောနှောမှုဆိုတာတွေကိုရလာတာပါကျွန်တော်ဆရာဦးကျက်ကြီးပြောခဲ့ပူပါတယ်အတိကိုအရင်ရှာအကျင့်ကိုနောက်မှကျင့်အတိမရှိပဲကျင့်ကဘာမှမဖြစ်နိုင်ဆိုတာလေးပါ ထိုင်းတွေဟာမြန်မာကျင်းမျိုးကရောဗီယက်နမ်မျိုးတွေရောရောနော်ပြီးမျိုးစိတ်အစ်စ်တခုထူထောင်နိုင်ကြပါပြီအဲ့ဒါဟာဘာကြောင့်လဲဆိုတော့မျိုးရိုးဗီဇကူလူဆက်ဆံခြင်းကနေဖန်တီးကြတာပါကျွန်တော်တို့မြန်မာချက်တွေဟာထပ်ဖြည့်စည်းစရာမလိုတော့အောင်ကောင်းဝင်လာတဲ့ချက်မျိုးရိုးဗီဇရှိနေပြီးသားပါ မျိုးစိမ့်အစ်စ်မလိုပါဘူးရှိတဲ့မြမမျိုးရင်းတွေကိုပဲခိုင်မာလာအောင်တိဆောက်ဖို့ပဲလိုအပ်ပါတယ်မြမကျက်တွေနဲ့ထိုင်းကျက်တွေကို လက်တွေ့တိုက်ပွဲဝင်နေသူတွေကို မေးကြည့်ပါမြမကျက်အလိမ္မာစစ်ရင်ထိုင်းတွေမနိုင်သလိုမြမကျက်အမိုက်စစ်စစ်ကိုလည်းထိုင်းတွေရှုံးနေပါတယ် အဲ့ဒါကြောင့်ထိုင်းတွေဟာမြန်မာကျက်တွေကိုအထင်တကြီးနဲ့လိုအပ်နေခဲ့သလိုလက်ရှိလည်းလိုအပ်နေသေးပါမြန်မာကျက်တွေအတွက် လိုအပ်ချက်ကတော့ခင်မီတဲ့နိစ်နဲ့ဖြည့်စည်းနိုင်မဲ့စေဝါလိုအပ်ချက်တွေကိုပံ့ပိုးမြေတောင်မြှောက်ပေးမှုတွေကိုပါညီတို့ပင်ဆိုစီကားပင် သူများမပံ့ပိုးလဲကိုတတ်နိုင်သလောက်လေးစွမ်းနိုင်သလောက်လေးနဲ့တော့ ကောင်းဆုံးလုပ်တတ်တာကျွန်တော်တို့မြမာယောက်ျားကောင်းတွေပါအဲ့ဒီမှာမှန်ကန်တဲ့နိစနိကတော့အထူးလိုအပ်ပါတယ်မြမာတွေတော်တော်များများတားဖောက်ရင် စိတ်တန်းကြကြဖားနဲ့ကြမကိုတားဖောက်ရင်တောင်းတားပေါက်မှပေါက်လာတဲ့သားတွေကိုခယူးဆိုင်ကျွေးမွေးဆောင်ရှောက်ကြတာ များပါတယ်အစင်ကျဲတားဖောက်ဖို့ဆိုရင် ကျဖနဲ့ကျမတားလိုက်နေပြီဆိုကြဲကလူအပ်တဲ့ဓက်စာစေဝါများနှင့်ဖြည့်စွက်အစာတွေကိုကျွေးမွေးသင့်ပါလေကျွေးမွေးကြည့်ပါ ရေကန်မြေကန်မျိုးရိုးအခံကောင်းလွန်းတဲ့မြမတိုက်ကျက်တွေဟာကလေးဘွားကလေးကမာကျောတမာနေမယ်ပြော့ခွေမှုဆိုတာမရှိနိုင်တော့သလိုအယိုးအတောင်တွေအတက်တွေဟာလည်းမာကျောကြစ်လက်ပြီး တိုင်ဝိုင်းဝင်တဲ့အခါမှာလဲစိတ်ချမ်းသာသာနဲ့တိုက်ရမှာပါဘဇုံဖွဲတော့မဟုတ်အညီအဟောက်ဟာ ကျမရဲ့ဥပဥပြော့မဥစင်နိုင်တယ်လို့ပေါက်လာတဲ့ကလေးတွေရဲ့အယိုးစစ်တွေကိုတမ်းမာစေပါတယ်ကယ်စီဘိုက်တာလို့ခေါ်တဲ့အယိုးအားစီးကိုလည်းဖြည့်စွက်စည်းဝါးအဖြစ်တစ်ပတ်ကိုတစ်လုံးတိုက်ပြီးရင်ပုံမူကောင်းဝင်ပါတယ် ခါကျဲဥလို့ခေါ်တဲ့မုံလာဥနီဟာကျမကြီးကိုရောပေါက်လာတဲ့ตาလေးတွေကိုပါအမြင်အာယုံတန်ဆွမ်းစေနိုင်တယ်လို့နှလုံးနဲ့သွေးလေပတ်မှုကို လျင်မြန်ချောမွေ့စေနိုင်ပါတယ်။ကလပဲတို့မဟုတ်အမဲเจ้าဟာကျမကြီးနဲ့ပေါက်လာမဲ့ကလေးတွေအတွက်လိုအပ်တဲ့အသားဓာတ်သွေးဓာတ်တို့ကို ဖြည့်ဆည်းပေးနိုင်ပြီးဥဥတဲ့ဘဝမှာဥသိမ့်ဥညက်တို့ကိုမဥစေနိုင်တယ်လို့ တားပေါက်လာရင်လဲကျမ်းမာတန်ဆွမ်းတဲ့တားလေးတွေအကျော်ချင်းတန်မာတဲ့တားလေးတွေကိုပေါက်လာနိုင်စွမ်းပါတယ်ဖောလစ်အက်ဆစ်ဆိုတဲ့စီးပြားလေးတွေကတော့လူတွေကိုဝင်ဆောင်ရင်တိုက်တယ်လို့ကြက်တွေဥက္ကဏီမှာတစ်လုံးနှလုံးတိုက်ကြွေးကြည့်ပါမျိုးတန့်စင်ရေးကိုဥစားပေးပြီးအကျော်ချင်းကိုလည်းတံမာစေနိုင်တယ်ဖြည့်စွက်စေဝါဖြင့်ရှိနေမှာပါ လိုက်ချက်ဖကူတော့လိုက်နေတဲ့အချိန်မှာပြားရီနဲ့အမဲသားကြောင့်ရောနေထားတာရယ်ငပြောသည်ဖီချန်းကိုခွင့်ကြွေးပေးပါအရင်သွေးပြည့်မီတဲ့ตาလောင်းတွေအတွက်အရင်အသွေးပြည့်မီတဲ့တုတ်သွေးတွေထုတ်လွှင့်နိုင်ပါတယ်တက်နိုင်ရင်ချတောင်ဖို့နားကခြာလေးတွေကိုကြွေးပေးခြင်းဖြင့်ရုတ်ရော့သွားတဲ့သွေးထဲမှာပါတဲ့တန်ဓာတ်ကိုအချိန်မီပြန်လည်ဖြည့်ဆည်းပေးနိုင်မှာကြောင့်ဆက်လက်၍ မိတ်ဆွေတင်ရွေးချယ်ရမယ့်ကျမတစ်ကောင်ဗီဒီယိုကိုစောင့်မျှော်ပေးပါရန်ဒီဗီဒီယိုလေးကိုအစအဆုံးနားဆင်ပေးမှုအတွက်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ချက်ပညာများကြီးခိုင်ဖြစ်ပါတယ်ကျွန်တော်တို့နောက်တစ်ခေါက်တင်ရွေးချယ်ရမယ့်ကျမတစ်ကောင်ဗီဒီယိုမှာ ပြန်ဆုံကြပါသေးတယ်